T O P U S octopus တတမီမီတို့ရေရေပဝဲလေးတွေရောမြင်ဘူးလားကတ်တွန်းကားတွေမှာလည်းပါထက်ကြတယ်နော်ရေပဝဲလေးတွေက သမုတ်တရားတွေထဲမှာနေထိုင်ကြတယ်သူတို့မှာခေါင်းအကြီးကြီးရှိတယ်ပြီးတော့လက်ရှစ်ချောင်းလည်းပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ကကျုံနိုင်ဆန့်နိုင်နဲ့ပျော့ပျော့အီအီတတဝါလေးတွေပေါ့သူတို့ရဲ့လက်ရှစ်ချောင်းမှာစုပ်ခွက်လို့ခေါ်တဲ့အရာတွေအများကြီးပါတယ် အဲ့ဒီဆော့ခွက်တွေကအစားစာတွေကိုဖမ်းတဲ့အခါမျိုးပြီးတော့ကြောက်တုံးတွေကိုတော့မှစုတ်ကိုင်းနိုင်ကြတယ်တဲ့ရေဘော်တွေကညံကောင်းတဲ့တံတားတွေဖြစ်ကြပြီးတော့ရှုပ်ပွေးတဲ့နေရာတွေဥပမာထောင်ချောက်လိုနေရာမျိုးတွေကတော့မှပဲလွတ်မြောက်ဖို့ကြိုးစားနိုင်ကြတယ်တဲ့ကြောက်တုံးတွေညေကြီးတွေအပင်တွေရဲ့အယောင်တွေကိုလိုက်ပြီးတော့လေသူတို့ရဲ့ခန္ဓာကိုယ်ရဲ့အယောင်ကိုပြောင်းလဲနိုင်ကြတယ်ရန်သူနဲ့တွေ့တဲ့အခါသူတို့ရဲ့ခန္ဓာကိုယ်ကနေအမဲရောင်အမှင်တွေကိုထုတ်ပြီး တိုက်ခိုက်တတ်ကြတယ်။ရေပေါ်ဝဲတွေကအသားစားသတ္တဝါတွေဖြစ်ပြီးကနန်းတွေ၊ငါးတွေ၊ပစွန်တွေနဲ့အခြားပင်လယ်သတ္တဝါတွေကိုလည်းသူတို့ကစားတောက်ကြတယ်။သူတို့ရဲ့ခန္ဓာကိုယ်ရဲ့အထူးခြားဆုံးအချက်ကတော့သူတို့တစ်ကိုယ်လုံးမှာအယိုးမရှိဘူးတဲ့။ကဲမိကုံးလေးတွေဖြေကြမယ်။ရေပေါ်ဝဲတွေမှာလက်ဗနဲ့ချောင်းပါလေ။ခွနချောင်းနဲ့ရှစ်ချောင်းတော့ ကိုးချောင်းဟုတ်ပါတယ်ရှစ်ချောင်းပါတာမီမီရောအရန်တော်ရယ်နော်အဖြေလေးတွေဖအောင်ဖြစ်တတ်ကြတယ်ကဲနောက်ထပ်အကောင်လေးတွေကိုထပ်ပြီးတော့နားထောင်ကြမယ်